မင်္ဂလာပါ SK Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေကင်းဆန်ဦးဟာတန်မိုးမဲ့ပြီးထီးကျန်နေတဲ့ဘဝနဲ့ဖြတ်တန်းနေတဲ့လူငယ်တစ်ယောက်ဖြစ်ပြီးတနေ့မှာတော့ရာဇဝေကောင်းကြီးတစ်ခုရဲ့ခေါင်းဆောင်ဖြစ်သူဥက္ကဋ္ဌကံရဲ့ယုံကြည်မှုကိုရရှိခဲ့ပြီးအရင်းနှီးဆုံးညာလယုံတစ်ယောက်ဖြစ်လာခဲ့ပါတယ် ကင်းဆန်ဦးဟာသူတရေရဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ကလပ်မှာတယောက်တည်းညစာစားနေတဲ့အချိန်မှာဝန်ထမ်းတယောက်ကလူမိုက်ဖောက်တဲ့တစုဟာကလပ်ပိတ်ချိန်ရောက်နေရအောင် ပြန်မှုညှင်းဆန်နေတယ်လို့ကူညီလာတောင်းပါတယ်။ဆန်ဦးဟာသူ့ရဲ့လက်ဆွဲတော်မီကီကိုပါခေါ်ပြီး VR မီခန်းထဲကိုသွားခဲ့ပါတယ်။အခန်းထဲရောက်တော့လူမိုက်တစုဟာထွက်သွားမယ်ပုံမပေါ်လို့ဆန်ဦးကလေးတန်းမမနဲ့ကလပ်ပိတ်ပြီးမှတစ်ကနေ၃ထိရေလိုမပြီးခင်မှာအားလုံးထွက်သွားဖို့ယင်ကျေးစွာပြောလိုက်ပါတယ်။၃ထိရေလိုပြီးမှတော့လူမိုက်ကောင်းဆောင်ကသူ့ရဲ့ပျော်ရွှင်မှုကိုနှောက်ယှက်ပေးခံရလို့လူမကြဖြစ်သွားပြီး သူ့လူတွေကိုဘယ်မှမတော်ဘူးမိန်ပေးလိုက်ပါတယ်ဇောင်းကလည်းသူ့လူတွေကိုတကားတွေပိတ်လောချဖို့မိန်ပေးလိုက်တာနဲ့နှစ်ဖက်လုံးဟာတယောက်နဲ့တယောက်စိန်ခေါ်တဲ့အကြည့်တွေနဲ့ကြည်နေကြပါတယ်ဇောင်းကပဲစတင်ပြီးတော့ဇပွဲကုန်ကိုခုံကျော်ပြီးပြင်းပြထန်ထန်ဝင်ချလိုက်တာနဲ့တပြိုင်နက်မင်းကြီးကလည်းတနက်ထုတ်ပြီးလူမိုက်တွေကိုလင်းမြန်စွာပြစ်လိုက်ပါတယ်ဇောင်းတို့ကိုပြိုင်မက်တွေကဓာတ်ထုတ်ပြီးတိုက်ခိုက်ပေးမယ်လေသူတို့ရဲ့တီးကြတဲ့တိုက်ခိုက်မှုတွေကိုမခံနိုင်ပဲအရှုံးပေးသွားရတဲ့အထိထက်မြက်ပြီးကြောက်စရာကောင်းတဲ့ရေသွေးတွေကိုပြသခဲ့ပါတယ်ဇောင်းကလူမိုက်ကောင်းဆောင်ကိုကန်လိုက်ပြီးဘီယာပလင်းတွေပါရိုက်ခွဲလိုက်တဲ့အတွက် အဲ့လူမိုက်ဟာအဲ့နေရာမှာရင်သတိလစ်သွားခဲ့ပါရယ်အလုပ်ပြီးသွားတဲ့နောက်မှာတော့ဆန်ဦးဟာသူ့ရဲ့ကိုနိုခန်းကိုပြန်ကတယောက်တည်းဘီယာတောက်ပြီးအဲ့ရာဝင်ခဲ့ပါရယ်ဒါဟာသူ့ရဲ့လွတ်လပ်ပြီးဘာပူပေးမှမရှိတဲ့လူနေမှုပုံစံကိုဖော်ပြနေပါရယ်နောက်နေ့မှာတော့ဆန်ဦးဟာဥက္ကဋ္ဌကန်နဲ့တူစားတောက်နေခဲ့ပြီးဥက္ကဋ္ဌကန်ကဆန်ဦးကိုတာဝန်သိပြီးခိုင်းလိုက်တဲ့လုပ်တိုင်းကိုအမြဲအောင်မြောင်လုပ်နိုင်တဲ့အတွက်အယုံကြည်အားဆုံးတစ်ပည့်ဖြစ်သတ်မှတ်ထားပါရယ်ဥက္ကဋ္ဌကန်ကသူ့ရဲ့ဟိုတယ်လုပ်ငန်းမှာ ရှီယာရှင်တယောက်ဖြစ်တဲ့ဥက္ကဋ္ဌဟန်ရဲ့သားမစ္စတာဘက်ကြောင့်ဖြစ်ပေါ်နေတဲ့စီးပွားရေးပြဿနာတွေကြောင်းကိုဖွင့်ဟတိုင်ပင်ပါတယ်။ဇန်ဦးကလည်းအတွင်းသတင်းချို့ကိုတိထားတဲ့အတွက်ဖြည့်ဆွက်ပြောပြနေတော့မှာပဲ။ဇန်ဦးနဲ့ယာဒူတူတပည့်တယောက်ဖြစ်တဲ့မွန်ဆော့ကရောက်လာပါတယ်။မွန်ဆော့ဟာမင်းညားကကလပ်ကိုကောင်းကောင်းမဆောက်ရှောက်နိုင်ခဲ့တဲ့အတွက်တောင်းပန်ပြီးဘာမှမဖြစ်တလို့ဂိမ်းချီကိုပါဇက်ထဲကောက်ထည့်လိုက်ပါတယ်။ဥက္ကဋ္ဌကသူ့ကိုစိုက်ကြည့်နေတာမြင်တော့ပြဿနာရှာတဲ့ဧည့်သည်တွေကလူမိုက်ပေါက်စာလေးတွေမှစိတ်ပူစရာမရှိပါဘူးလို့ပေါ်ပေါ်ဆဆပြောလိုက်ပါတယ်။ အဲ့လိုပေါ်ပြပြနိုင်တဲ့မူရာကြောင့်ဥက္ကဋ္ဌဟာပိုပြီးမကြေမနက်ဖြစ်သွားပြီးသူ့တာဝန်ကိုသူများဝင်ရှင်းပြရတဲ့အထိတာဝန်မဲခဲ့တဲ့မွန်ဆုတ်ကိုအပြစ်တင်လိုက်ပြီးအခန်းထဲကနေမောင်းထုတ်လိုက်ပါတယ်။နောက်ကူကြီးချင်းအဖြစ်ဥက္ကဋ္ဌကံဟာသူ့တပည့်တွေပေါ်ဘလောက်တောင်တင်းကျပ်စွာအုပ်ချုပ်နေလဲဆိုတာကိုတွေ့နိုင်ပါတယ်။နှစ်ယောက်တည်းကြံခဲ့တဲ့အခါမှာတော့ဥက္ကဋ္ဌကြီးကဆန်ဦးကိုအဲ့လိုလူတွေလိုမျိုးပေါ်ပြပြမလုံးမိစေနဲ့။မင်းကကောင်းတာလုပ်ပေမဲ့လည်းလောကကြီးကတလောက်မလွယ်ဘူး။မင်းအချိန်တရာမှန်ခဲ့ပေမဲ့တစ်ခါလောက်သာမှားကြည့်။မင်းလောက်ခဲ့သမျှအားလုံးကိုဖျက်ဆီးပစ်နိုင်တယ်လို့သင်ပြပေးနေတော့ ဇန်ဦးကလည်းမှတ်သားပြီးသတိထားပါမယ်လို့ကတိပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့ဥက္ကဋ္ဌဟာအရေးကြီးတဲ့ကိစ္စကိုစာပြောပါရတယ်။သူဟာမနေ့ပြန်မှာနိုင်ငံသားကိုတွားရမှာဖြစ်ပြီးဇန်ဦးကိုတာဝန်တစ်ခုပေးခြင်းနေပါတယ်။သူကဟီဆူးလို့ခေါ်တဲ့အသက်ငယ်ငယ်ကောင်မလေးတစ်ယောက်နဲ့တွဲနေတဲ့အကြောင်းသူမဟာသူ့အတွက်အရန်အထိပယ်ရှိတဲ့အကြောင်းနဲ့ဒါပေမဲ့အဲဒီကောင်မလေးမှာတခြားချစ်သူတစ်တယောက်ရှိနေလောက်ပြီလို့တန်တရားဝင်နေတဲ့အကြောင်းပြောပြပါတယ်။ဒီပြဿနာကြောင့်သူဟာယူမတက်စိတ်ရှုပ်ထွေးနေရပြီးဇန်ဦးတစ်ယောက်ထဲဝသာယုံကြည်စိတ်ချတာကြောင့် သူကိုရီးယားမှာမရှိတဲ့၃ရက်တာကာလအတွင်းဟီဆူးကိုစောင့်ကြည့်ပေးဖို့သူမဘသူနဲ့တွေ့တယ်ဘာတွေလုပ်တယ်အဲ့ဒီကောင်နဲ့ဘလို့ပတ်သက်မှုရှိတယ်ဆိုတာကိုစုံစမ်းပေးဖို့တာဝန်ပေးလိုက်ပါတယ်တကယ်လို့သူမကတခြားကောင်လေးတယောက်နဲ့တကယ်ဖောက်ပြန်နေတာကိုသာတွေ့ရင်သူ့စီချက်ချင်းဖုံးဆက်ဒါမှမဟုတ်နှစ်ယောက်လုံးကိုရှင်းပြလိုက်လို့လည်းရတယ်လို့လေးတယ်မမနဲ့ပြောလိုက်ပါတယ်စံဦးဟာသူတစ်သေးကသူချစ်ပါတယ်ဆိုရဲကောင်မလေးပေါ်မှာတော့ဒီလောက်ထိရက်ဆက်လိမ့်မယ်လို့မထင်ထားတဲ့အတွက်နည်းနည်းတော့တုံ့လှုပ်သွားပါတယ်ဥက္ကဋ္ဌကံကငါကလိန်နာကိုမုန်းနေဆိုတာမင်းလည်းတည်သားပဲ ။တယောက်ကတယောက်ကိုလှည့်စားနေဒါကိုအချစ်လို့ဘယ်ခေါ်မလဲလို့ရှင်းပြပါတယ်။စံဦးဟာမူးနေတဲ့တရေကိုကားပေါ်ဆွဲတင်ပေးလိုက်ချိန်မှာဥက္ကဋ္ဌကံကရီးစားရှိလားလို့မေးတော့စံဦးကလည်းမရှိကြောင်းဖြေလိုက်ပါတယ်။ဒါဆိုအချစ်ဆိုတာရောရှိခဲ့ဘူးလားလို့မေးတော့လေစံဦးကမရှိခဲ့ဘူးလို့ယိုးသားစွာဖြေလိုက်ပါတယ်။ဥက္ကဋ္ဌကြီးကကျင်းနှက်စွာပြုံးပြီးစံဦးဟာမိမတွေကိုစိတ်ဝင်စားတယ်လို့ဒီလောက်ကိုတာဝန်ပေးလိုက်တာဖြစ်ကြောင်းပြောလိုက်ပါတယ်။နောက်နေ့မှတော့စံဦးဟာဥက္ကဋ္ဌကံမှားလိုက်တဲ့လက်ဆောင်ကိုဟီဆူရဲ့အိမ်ကိုသွားပို့ပါတယ်။ ဒူမကိုမြင်လိုက်ရတဲ့ပထမဆုံးအချိန်မှာပဲဂိမ်းဆန်ဦးတယောက်ရေကုန်တန်းနဲ့မြန်ဆန်သွားပြီးကြွေစင်းသွားခဲ့ပါတော့တယ်။ဒါပေမဲ့ဒူမဟာတထည့်ရဲ့ချစ်သူဆိုတာကို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 ပြန်သတိပေးပြီးခန်းစားချက်တွေကိုထိန်းချုပ်ဖို့ကြိုးစားခဲ့ပါတယ်။ယေဆုကလက်ဆောင်ကိုမြင်တော့ပြုံးလိုက်ပြီးပုံစံကထူးဆန်းပေမဲ့ချစ်စရာကောင်းသားပဲလို့ပြောလိုက်ပါတယ်။ဆန်ဦးကဒီလိုလှပတဲ့ကောင်မလေးကသူ့ဖေရွယ်လောက်ရှိတဲ့ဥက္ကဋ္ဌလိုလူကြီးနဲ့ဘာလို့တွဲနေရတာလဲဆိုတာကိုသိကျင်စိတ်တွေဖြစ်ပေါ်လာပါတယ်။စကားကောင်းကောင်းမပြောရသေးခင်မှာပဲယေဆုကပြင်သွားစရာရှိတယ်လို့ပြောတော့ တထေးကထူကီယူဆိုင်ဖို့မှားထားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ live ပို့ပေးမယ်လို့ပြောပေမဲ့သူမကညင်းဆိုခဲ့တာကြောင့်ဇန်ဦးကသူ့ရဲ့ကတ်ကိုပေးပြီးပြန်လာခဲ့ပါတယ်။ဒါပေမဲ့သူဟာဝေးကြီးကိုထွက်မသွားပဲအိမ်သားမှာပဲကားပေါ်ကနေစောင့်ကြည့်နေစင်မှာပဲလူငယ်တယောက်ရောက်လာပြီးကားနဲ့လာခေါ်တာကိုတွေ့လာရပါတယ်။ဇန်ဦးဟာသူတို့သွားတဲ့နေရာတိုင်းကိုနောက်ကနေတိတ်တိတ်လေးလိုက်သွားခဲ့ပါတယ်။သူတို့နှစ်ယောက်ကအတူတူစားတော့ပြီးကလပ်မှာသွားကားခုံရပါတယ်။ဇန်ဦးဟာဝေးကနေချောင်းကြည့်နေနေဟီဆူးရဲ့လှပတဲ့ကားခုံမှုတွေကိုမြင်ပြီးကြက်တေးသေးသွားခဲ့ပါတယ်။ အဲ့လူကဟီဆူးကိုအိမ်ပြန်လိုက်ပို့ပေးတာနဲ့ပြန်သွားတော့တာဝန်ပေးဆုံးသွားတဲ့ဆန်ဦးဟာကလပ်ကိုပြန်လာပြီးမွန်ဆော့ကနဲ့တွေ့ပါတယ်။မွန်ဆော့ကဥက္ကဋ္ဌဟန်ရဲ့သားမစ္စတာဘတ်ကဆန်ဦးနဲ့တွေ့ကျင်နေကြောင်းအရင်တစ်ခေါက်ရိုက်ခိုင်ရတဲ့ကိစ္စကိုရှင်းချင်နေကြောင်းပြောပါတယ်။အဲ့ဒီချိန်မှာပဲဘတ်ကဖုန်းခေါ်လာတဲ့အတွက်မွန်ဆော့ကဆန်ဦးကိုဖုန်းပြောခိုင်းလိုက်ပါတယ်။ဆန်ဦးကငါ့ကိုတွေ့ကျင်ဒီကိုလာခဲ့လို့လေးတမ်းမမာနဲ့ပြောပြီးဖုန်းချပစ်လိုက်ပါတယ်။ဒါဟာဘတ်ကိုပို့ပြီးဒေါသထွက်စေခဲ့ပြီးသူတစ်ပည့်ရဲ့ကောင်းကိုဖုန်းနဲ့ထုကပေါက်ကွဲပါတော့တယ်။ မွန်စော့ကဩဇာကြီးတဲ့သူတယောက်ရဲ့သားကိုရိုင်းဆိုင်ဆိုင်ဆက်ဆံတဲ့အတွက်အပြစ်တင်လိုက်တော့ဆန်ဦးကမင်းအလောက်တွေးနေရင်ဘာလို့အစာကလေးကကိုရိုင်းမရှင်းလိုက်တာလဲဆိုပြီးခက်ပြက်ပြက်ပြန်ပြောလိုက်ပါတယ်ဆန်ဦးဟာတထည့်ရဲ့လူယုံဖြစ်တဲ့အတွက်မွန်စော့ခါမကျေနပ်ပေမဲ့ဘာမှပြန်မပြောနိုင်ခဲ့ပါဘူးဟီဆူးကိုတရက်တာစောင့်ကြည့်ပြီးတဲ့နောက်မှာတော့အေးဆက်တဲ့ဆန်ဦးရဲ့ရင်ထဲမှာဟီဆူးရဲ့လှပတဲ့မျက်နှာလေးကိုပဲတန်းတာနေမိပြီးတ냐လုံးအိတ်မပြောဖြစ်နေခဲ့ရပါတယ်နောက်နေ့မနက်မှာတော့ဟီဆူးစီကနေနေ့လယ်၃နာရီမထိုးခင်သူ့ကိုလာတွေ့ဖို့ဖုန်းဝင်လာတဲ့အတွက်ဆန်ဦးဟာလန့်နိုးသွားပါတယ် သူဟာချိန်ထားတဲ့နေရာကိုအမြန်သွားလိုက်တော့သူမကတယောက်တည်းထမင်းမစားခြင်းလို့အဖော်လို့ပေးဖို့ခေါ်တာဖြစ်နေပါတယ်။ဟီဆူးကဥက္ကဋ္ဌကံကဆန်ဦးကျောင်းတွေကိုသူမကိုပြောပြထားကြောင်းဆန်ဦးဟာရေချင်းရှိတဲ့လူမတစ်ယောက်ဖြစ်ပြီးအရန်ရက်ဆက်ပြီးကျန်းတဲ့ပေမဲ့ဥက္ကဋ္ဌကသူမကိုစောင့်ရှောက်ဖို့ယုံကြည်စွာတာဝန်ပေးလိုက်တာဖြစ်ကြောင်းပြောပြပါတယ်။ဆန်ဦးကသူမသူ့ကိုကြောက်သွားမှဆိုလို့သူကဥက္ကဋ္ဌကံရဲ့ဟိုတယ်မှာလှုပ်လှုပ်တာပါလို့ချက်ချင်းစင်ကြေးပေးလိုက်ပါတယ်။ဇာပီရဲ့နောက်မှာတော့သူမကိုတေးဟီတာတင်တဲ့အကြောင်းကိုလိုက်ဖို့ပေးချိန်မှာ လမ်းမှာဟီဆူကမီးရိတ်နေအောင်လေးတစ်ခုကိုသဘောကျလို့ဆိုင်ထဲဝင်မေးပေမဲ့ဈေးကြီးတဲ့အတွက်မွေခဲ့ပါဘူး။ဇန်ဦးကစကားစမြည်ပြောချင်တဲ့အတွက်ဥက္ကဋ္ဌကန်နဲ့ဘလို့တိတာလဲလို့မေးလိုက်ချိန်မှာဟီဆူကသူ့ကိုပြန်ကြည့်ပြီးဘာလို့တိချင်တာလဲလို့ပြန်မေးလိုက်တာနဲ့သူမကိုစိတ်နှောက်ရှက်မဖြစ်စေချင်တဲ့ဇန်ဦးဟာဆက်မမေးတော့ပဲတိတ်ဆိတ်သွားပါတယ်။တင်းနှန်းချောင်းရောက်တော့ဟီဆူကအကြာကြီးတင်ယူရမှာမို့သူ့ကိုပြန်ခိုင်းလိုက်ပေမဲ့သူကတော့မပြန်ပဲသူမရဲ့ဒေဂီတာတီးခတ်မှုကိုဝင်ရောက်ကြည့်ရှုခဲ့ပါတယ်။သူမရဲ့ကြော်ရှင်းတဲ့ဟန်ပန်နဲ့ရှယ်လိုတီးခတ်နေပုံ ချုံမြင့်တဲ့ပြုံးလေးတွေဟာဆန်ဦးကိုပိုပြီးဆွဲလန်းသွားစေခဲ့ပါတယ်။ဒါပေမဲ့သူတို့ဘက်ကမူဆန်ဆိုတဲ့လူတယောက်သူ့ကိုမနက်ကတည်းကလိုက်ရှာနေကြောင်းနဲ့မွဆုတ်ကလည်းသူ့ကိုတွေးကျင်နေကြောင်းကြောင်းကြလာတဲ့အတွက်သူအဲဒီကနေထွက်လာခဲ့ရပါတယ်။ကလပ်ကိုပြန်ရောက်တော့မွဆုတ်ဟာဥက္ကဋ္ဌဟန်ရဲ့သားဘက်နဲ့တူရက်တောက်နေတာကိုတွေ့လိုက်ရပြီးဆန်ဦးကဘာကိစ္စလဲလို့မေးလိုက်တော့ဘက်ကအေးဆေးစွာနဲ့ပဲအရင်ညကကလပ်မှာပြဿနာရှာခဲ့တဲ့လူတွေဟာသူ့လူတွေဖြစ်ကြောင်းပြောပြပါတယ်။ဒါကိုတီးပြီးသားဖြစ်တဲ့အတွက်ခမည်းလူတွေကိုတေချာထိန်းမှလို့မျက်နှာတွေနဲ့ပြန်ပြောလိုက်တဲ့ဆန်ဦးကြောင့် မွန်ဆုကသူ့ရဲ့ VIP ဧည့်သည်ကိုလာရောညှိထွေစွာမဆက်ဆံတဲ့အတွက်မကြေမနက်ဖြစ်ပြီးရပ်ပလင်းကိုပေါက်ခွဲလိုက်ပေမဲ့ဇန်ဝင်ကတော့ဂယုမဆိုင်ပဲထွက်သွားခဲ့တဲ့အတွက်ဘက်ခါသူ့ကိုပို့ပြီးမကြေမနက်ဖြစ်သွားခဲ့ပါရင်ဇန်ဝင်ဟာဟီဆူးစီကိုအမြန်ပြန်သွားခြင်းတဲ့အတွက်ပြဿနာဆက်မရှာတော့ပဲထွက်လာခဲ့ပေမဲ့သူတစ်စက္ကန့်လောက်နောက်ကျသွားခဲ့ပြီးဟိုကောင်လေးကသူ့ရှေ့ကနေပဲဟီဆူးကိုလောက်ခေါ်သွားခဲ့တာကြောင့်သူတို့နှစ်ယောက်မှာပတ်သက်မှုတစ်စုံတစ်ရာရှိမရှိစုံစမ်းမှုဇန်ဝင်ကနောက်ကနေလိုက်သွားခဲ့ပါရင်သူဟာအင်းရှင်းမှာကားရက်ပြီးစောင့်ကြည့်နေခဲ့ပြီးအချင်းနှစ်အားလုံးပုံမှန်ပဲဖြစ်တယ်လို့ဟိုကောင်လေးကလာပို့ပြီးတာနဲ့ပြန်သွားခဲ့က ။ဤသူကလည်းအိမ်ထဲကိုဘေးကင်းစွာဝင်သွားခဲ့တာကိုမြင်ပြီးတဲ့နောက်မှာတော့ဆန်ဦးဟာကားမောင်းပြန်လာခဲ့ပါတယ်။တကယ်တော့ဟီဆူးဟာပထမညကလေးကဆန်ဦးချောင်းကြည့်နေတာကိုသတိထားမိတဲ့အတွက်ဆန်ဦးထွက်သွားတာကိုစောင့်ပြီးမှဟိုကောင်လေးကိုဖုန်းဆက်ခေါ်လိုက်တာပါ။အဲဒီကောင်လေးကကားကိုပြန်လှည့်လာတဲ့အချိန်မှာဆန်ဦးရဲ့ကားနဲ့မျက်နှာချင်းစာဖြစ်ပြီးတိုက်မိတော့မလို့ဖြစ်သွားခဲ့ပေမဲ့ဆန်ဦးကမေဂီနဲ့ဖုန်းပြောနေတဲ့အတွက်တိတ်ဂယူမဆိုင်မိလိုက်ပေမဲ့သူ့တိုက်ခန်းတော်ကိုရောက်မှခုနကတိုက်မိမလို့ဖြစ်ခဲ့တဲ့ကားဟာဟီဆူးကိုလာပို့တဲ့ကောင်လေးရဲ့ကားမျိုးစနဲ့တူနေတယ်ဆိုတာကိုသတိရသွားပါတယ်။ ဆန်ဦးဟာသူထင်သလိုမဖြစ်ပါစေနဲ့လို့ဆုတောင်းရင်းနဲ့အမြန်ပြန်သွားခဲ့ပေမယ့်အိရှင်မှာအဲ့ဒီကောင်လေးရဲ့ကားကိုတွေ့လိုက်ရတဲ့အတွက်စိတ်ပြတ်သွားခဲ့ရပါတယ်။သူဟာတတိုင်းကိုကြော်တက်ပြီးအိမ်ထဲဝင်ကြည့်လိုက်တော့သူတို့နှစ်ယောက်ကတငယ်ချင်းထပ်ပေါ်တဲ့ဆက်ဆက်ရှိနေတာကိုတွေ့လိုက်ရပါတယ်။သူတို့နှစ်ယောက်လုံးဟာဆန်ဦးကိုမြင်ပြီးအယံလန့်သွားခဲ့ကြပြီးဟီဆူရဲ့ချစ်သူကောင်လေးကထွက်ပြေးဖို့ကြိုးစားပေမယ့်ဆန်ဦးရဲ့ကံချက်မိသွားပါတယ်။ဟီဆူကသူ့ချစ်သူကိုအယံချစ်တဲ့ပုံပါပဲ။သူမဟာကိုနဲ့ကာကသူ့ချစ်သူကိုကာကွယ်ပေးနေခဲ့ပြီးသူမရဲ့ကြည့်တွေကိုမြင်လိုက်ရတော့ဆန်ဦးဟာစိတ်ပျော့သွားခဲ့ပါတယ်။ ူဟာကျန်းဖက်တာကိုရက်ပြီးဥက္ကဋ္ဌကံစီဖုန်းခေါ်ဖို့ဖုန်းထုတ်လိုက်ပြီးနောက်ဆုံးအနေနဲ့ဘာပြောချင်သေးလဲလို့မေးလိုက်တော့ဟီဆူဟာသူ့ချစ်သူရဲ့လက်ကိုမလွတ်တမ်းဆုပ်ကာရင်ငိုနေပါတော့တယ်။ဇံဝင်ရဲ့စိတ်ထဲမှာတော့သူတတိပြောခဲ့တဲ့နှစ်ယောက်လုံးကိုရှင်းပြလိုက်ဆိုတဲ့မိန့်ကိုပြန်ချားရောက်နေပေမဲ့နောက်ဆုံးမှာတော့သူဟာဟီဆူရဲ့မျက်ရည်တွေအောက်မှာရှုံးပေးလာရပါတယ်။သူဟာသူတို့နှစ်ယောက်လုံးကိုအသက်ချမ်းသာပေးပြီးဒီကိစ္စကိုလှုပ်ဝက်ထားပေးမယ်လို့ကတိပေးလိုက်ပေမဲ့သူတို့နှစ်ယောက်ဟာဒီနေ့ကစပြီးလုံးဝလမ်းခွဲရမယ်။ဘယ်တော့မှပြန်မဆက်သွယ်ရဘူးလို့ပြောလိုက်ပါတယ်။ကောင်းလေးကချက်ချင်းထပြီးလက်ခံကြောင်ပြသပေးမယ်။ ဤစုကတော့ကဘာကြီးပြိုကျသွားသလိုခံစားလိုက်ရပြီးထွက်သွားတဲ့ကောင်းလေးနောက်ကိုလိုက်တာကြောင့်ဆန်ဦးဟာတနာပီသူမကိုတားဖို့ကြိုးစားပေမဲ့သူမကဒီညဖြစ်သွားတာတွေကိုအလွယ်တကူမေ့သွားနိုင်မယ်လို့ထင်နေတာလားလို့ပြန်អော်လိုက်ပါရင်ဒါဟာအကောင်းဆုံးဖြေရှင်းနည်းပဲဒီကိစ္စကထင်ထားတာထက်ပိုပြင်းထန်သွားနိုင်တယ်ဆိုတာကိုမသိဘူးလားလို့ပြောနေတဲ့ဆန်ဦးကိုအသက်ငယ်ပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းနဲ့သူမင်္ဂါနေထွက်သွားဖို့ပြောလိုက်ပါရင်ကြေခွဲတဲ့နှလုံးသားနဲ့ကောင်းမောင်းပြန်လာခဲ့တဲ့ဆန်ဦးဟာသူကြိတ်ကြွေနေတဲ့ကောင်မလေးကတခြားတစ်ယောက်နဲ့ပတ်သက်နေတာကိုမြင်လိုက်ရတဲ့အတွက်စိတ်မကောင်းဖြစ်နေပြီး အခုဆိုရင်သူမကသူ့ကိုအယမ်းမုန်းနေလောက်ပြီဆိုတဲ့တွေးကြောင့်ဘူခံစားနေရပါတယ်။ကောက်ကိုရှင်ကိုမောင်းပြီးဒေါသဖြစ်နေတဲ့ဆန်ဦးဟာလမ်းမှာလာနှောက်ရက်နေတဲ့လူမိုက်ပေါက်စားတစုကြောင့်သူ့ရင်ထဲမှာပိတ်လောင်နေတဲ့ဒေါသတွေကိုအဲ့ဒီလူငယ်တွေပေါ်ပုံချပြီးထိုးချိတ်ကဆုံးမခဲ့ပါတယ်။ကိုနိုကိုပြန်ရောက်တော့ကားပါကင်မှာသူ့ကိုစောင့်နေတဲ့လူစိမ်းတယောက်ကိုတွေ့လိုက်ရပြီးသူဟာဘက်ကလွတ်လိုက်တဲ့လူမိုက်တယောက်ဖြစ်တဲ့မူဆန်ပါပဲ။ရန်သူကတယောက်ထဲလာတာကိုမြင်တော့ဆန်ဦးဟာလက်ထဲကတန်တုပ်ကိုလွှင့်ပြလိုက်ပြီးလက်ပလာနဲ့ချဖို့ပြင်ဆင်လိုက်ပါတယ်။ ငြင်းညံ့စွာနဲ့ပဲမှားသွားပါလိမ့်ဆိုတဲ့စကားကိုသာပြောဖို့နဲ့ဒါဟာနောက်ဆုံးခွင့်ရဖြစ်ပြီးငင်းဆိုင်တော့ကောင်းကောင်းတွေ့ရမယ်လို့ချင်းချောင်းနေတဲ့မူဆန်ကိုငါးရှစ်ကနေထွက်သွားဆိုတဲ့စကားနဲ့ပဲဆန်ဦးကအေးဆက်စွာတုတ်ပြန်လိုက်ပါတယ်။မူဆန်ကဒေါသကိုမျိုးသိပ်ပြီးသူသတင်းစီကိုဆန်ဦးရဲ့မောင်းမပုံကိုပြန်ပြောပြဖို့ထွက်သွားခဲ့ပါတယ်။နောက်နေ့မှတော့ဆန်ဦးဟာဟီဆူးနဲ့စကားထပ်ပြောခြင်းတဲ့အတွက်ဖုန်းခေါ်ကြည့်ပေမဲ့သူမကဖုန်းမကင်ခဲ့ပါဘူး။တချိန်တည်းမှာပဲဥက္ကဋ္ဌကန်ဟာနိုင်ငံခြားကနေပြန်ရောက်လာပြီးသူချစ်သူစီကိုသတင်းရစိတ်နဲ့ချက်ချင်းတွားတွေ့ပါတယ်။ သူကထူးလက်ဆောင်တစ်ခုပေးပေမဲ့ဟီဆူရဲ့မူယာကထူးဆန်းနေတာကြောင့်သူမရှိတဲ့၃ရက်အတွင်းမှာပုံမှန်မဟုတ်တဲ့တစ်ခုခုဖြစ်ခဲ့တယ်ဆိုတာကိုရိပ်မိသွားခဲ့ပါတယ်။ဘာဖြစ်နေရလဲလို့တဲ့တဲ့မေးလိုက်တော့ဟီဆူကဒီနေရာကပြောင်းနေကြောင်းနဲ့အိမ်ကိုရောင်းတော့မှာဖြစ်ကြောင်းပြောပါတယ်။ဥက္ကဋ္ဌကဒေါသကိုထိန်းချုပ်ပြီးသူဟီဆူကိုကြိုက်တာဟာတခြားသူတွေနဲ့မတူပဲဘသူဘလို့ထင်တယ်ယူမဆိုင်တက်လို့ဖြစ်ကြောင်းပြောပြလိုက်ပြီးခေါင်းကိုပုတ်တက်ကသူ့ကိုထားမတော့ဖို့ချိန်ချောက်တဲ့ကြီးနဲ့ကြီးလိုက်ပေမဲ့ရှောင်းလွှဲနေတဲ့မူယာတွေကြောင့်သူပိုပြီးစိတ်တူလာကား ဒူဒီမမရှိတော့ငါဘာရီဖြစ်ခဲ့လဲဆိုရဲမှန်တရားကိုရှာဖွေခြင်းစိတ်တွေပြင်းပြလာပါတယ်။တစ်ဖက်မှာလည်းဟီဆူးเจ้าကိုပဲတွင်းနေပြီးတညာလုံးအိတ်မပြောလို့ဘီအာရီအများကြီးတောက်ပြီးစိတ်ဖြေနေတဲ့ဆန်ဦးကိုလူမတိစုခန်းထဲကိုဝင်လာပြီးသူတတိမထားမိခင်မှာပဲဝင်ရောက်တိုက်ခိုက်ကြပါတယ်။သူတို့ဟာဆန်ဦးကိုတွေးတန်ရဲဖြစ်တဲ့အထိဝိုင်းရိုက်ပြီးတတိလက်သွားတဲ့အခါမှာတော့စွန့်ပစ်ထားတဲ့ဂိုရောင်ဟောင်းတစ်ခုထဲမှာဖမ်းချုပ်ထားလိုက်ပါတယ်။ဒီကိစ္စရဲ့နောက်ွယ်ကနေအမိန်ပေးနေသူဘက်ကအချိန်ကမောင်းမာခဲ့တဲ့ဆန်ဦးတယောက်ရွေးချယ်စရာမရှိတော့တဲ့အခါဘလို့တောင်းမှန်မလဲဆိုတော့သူ့မျက်စိနဲ့မြင်ချင်းလို့လာတွေ့ခဲ့ပါတယ်။ သူတို့ဘက်တွေကလက်နက်တွေပြင်ဆင်နေတုန်းမှာပဲဆန်ဦးဟာမူမူနဲ့မူဆန်ရဲ့ကောင်းမော်ကိုအန်ချလိုက်ပါတယ်။သူတို့ကဆန်ဦးကိုတတ်တော့မယ့်ချိန်မှာပဲဘက်ဟာသူလေးစားရတဲ့လူကြီးတယောက်စီကနေဆန်ဦးကိုတနေရာကိုခေါ်လာဖို့မိန့်ရလိုက်ပါတယ်။ချင်းဆိုထားတဲ့နေရာကိုရောက်တော့ဆန်ဦးကိုကားပေါ်ကနေပြစ်ချလိုက်ပြီးသူ့ကိုခေါ်ခိုင်းတဲ့သူကတော့ဥက္ကဋ္ဌကံပါပဲ။ဒါပေမဲ့သူ့ကိုကယ်ဖို့မဟုတ်ပဲဘာလို့အဲ့လိုလုပ်ခဲ့တာလဲ။ဘာလို့သူ့စီဖုန်းဆက်ခဲ့တာလဲဆိုပြီးတစ္ဆာကံတပည့်စီကနေရှင်းပြချက်ကိုလိုချင်နေတာပါ။ဒီကိစ္စကဟီဆူးနဲ့ပတ်သက်နေရဲဆိုတာကိုချက်ချင်းနားလည်သွားတဲ့ဆန်ဦးဟာ ဘာစင်ချင်းမှပေးမနေတော့ပဲစကားတခေါ်မှမပြောပဲငြိမ်နေလိုက်ပါရင်ဇံဝီရဲ့တိတ်ဆိတ်မှုဟာဥက္ကဋ္ဌကံကိုပိုးပြီးဒေါသထွက်စေပြီးတော့သူ့ရဲ့ညာလယုံနဲ့ဆက်ဆံရေးကိုဖျက်တောက်ဖြစ်ဖို့တိဖြစ်သွားစေပါရင်သူ့တပည့်တွေကိုဇံဝီကိုတင်ကန်းစာပေးဖို့အမိန့်ပေးလိုက်ပြီးမိုးစုတ်ကတော့ဒီခွေးကိုအရန်ကြေနဲ့နေပြီးမင်းကဘာရေးပါမှုမှမရှိတော့ဘူးကွာလို့လှောင်ပြောင်ရေမောပါရယ်အဲဒီချိန်မှာပဲဗန်ကားရဲမှာစောင့်နေတဲ့ဥက္ကဋ္ဌကံကဇံဝီကိုနောက်ဆုံးခွင့်ရပေးခြင်းနဲ့အတွက်ဖုန်းဆက်လာပြီးဘာလို့သူ့ကိုမပြောခဲ့တာလဲဘာလို့ဒီလိုမှားမျိုးလုပ်ခဲ့တာလဲလို့ထပ်မေးပါရင် အီဆူနဲ့သူ့ချစ်သူတို့နှစ်ယောက်ဘယ်တော့မှပြန်မတွေ့ကြတော့ရင်အကောင်းဆုံးဖြစ်မယ်လို့သူထင်ခဲ့လို့ပါလို့အမှန်တိုင်းပြောပြလိုက်တဲ့ဆန်ဦးကိုတန်တရားမပြေသေးတဲ့ဥက္ခရကံကအမှန်တိုင်းပြောဒါသူမကြောင့်မဟုတ်လားလို့ထန်မေးပါတယ်။အီဆူပေါ်ထားတဲ့သူ့ရဲ့ခံစားချက်တွေကိုဝင်မခံရဲပဲတုံ့လှုပ်သွားတဲ့ဆန်ဦးကြောင့်ရိတ်မိသွားတဲ့ဥက္ခရကံကတက်ပြစ်လိုက်ဖို့မွန်ဆွတ်ကိုအမိန်ပေးလိုက်ပါတယ်။တပည့်တွေကဆန်ဦးကိုချုပ်ထားပြီးမွန်ဆွတ်ကတော့လက်ချောင်းတွေကိုပြင်းပြထန်ထန်ထုတ်ရိုက်ပြီးတဲ့နောက်အရှင်လက်လက်မြေမြုပ်ပြစ်ဖို့ကြိုးစားခဲ့ကြပါတယ်။ ။ဒါပေမဲ့အဲဒီညကမိုးတဲထန်စွာရွာသွန်းတဲ့အတွက်မြေကြီးတွေကပျော့နေပြီးမသိသေးတဲ့ဆန်ဦးကပြန်တက်လာနိုင်ခဲ့ပေမဲ့ဒါဟာမိုးဆိုးရဲ့စီစဉ်တစ်ခုဖြစ်နေပြီးဆန်ဦးကိုထပ်ဖန်းကညှင်းပန်းနှိပ်စက်ပြန်ပါရီ။မိုးဆိုးကဆန်ဦးကိုဖုန်းပေးပြီးဒါနောက်ဆုံးခွင့်ရေးပဲ။ဥက္ကဋ္ဌစီဖုန်းခေါ်လိုက်လို့ပြောလိုက်ပေမဲ့သူ့ပတ်လည်မှာရှိနေတဲ့မိုးဆိုးရဲ့လူတွေကိုကြည့်လိုက်ခါလူတယောက်တည်းဖြစ်နေပေမဲ့လည်းအဲဒီမာဖီးယားဖိုးကြီးစီကနေအသက်ကိုတောင်းခံမှုစိတ်ကူးမရှိပါဘူး။မိုးဆိုးကိုနားကပ်လောင်လှဲစားပြီးလင်းမြစွာတိုက်ခိုက်လိုက်ပြီးရဲ့နောက် မိစားစားကိုယူကသူ့ကိုတားဆီးတဲ့တပည့်တွေကိုလိုက်ရိုက်ခါအနည်းချားကနေအန်အောဝေရထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။သူဟာအဆောင်အုံမြေတစ်ခုရဲ့ရှေ့ကိုရောက်အောင်ပြေးပြီးသူတို့ကားတစ်စီးကိုထတ်ကူးကမောင်းထွက်သွားခဲ့ပါတယ်။တစ်ဖက်ကဥက္ကဋ္ဌကံကတော့သူ့ရဲ့ကောင်မလေးဟာတစ္ဆာဖောက်ယူတာမကသူရမ်းယုံကြည်ရတဲ့တပည့်ကပါတစ္ဆာပေါ်ခံလိုက်ရတဲ့အတွက်နာကျင်ခံစားနေရပါတယ်။အစည်းအဝေးလုံးနေကြချိန်မှာဆန်ဦးလွတ်မြောက်သွားတဲ့အကြောင်းကိုသိသွားတဲ့ဘက်ကအစာကလေးကသူ့ကိုယ်သာရှင်းခိုင်းလိုက်ရင်ဒီလိုဖြစ်လာမှာမဟုတ်ဘူးလို့ဥက္ကဋ္ဌကံကိုအပြစ်တင်တယ်လို့မစင်မကျင်ပြောလိုက်မိတာကြောင့် သူ့ဖေကအခြေအနေမကောင်းတာကိုရိပ်မိပြီးသူ့သားကိုတောင်းပန်ခိုင်းပါတယ်။ဩဂတကန်ကလွန်ခဲ့တဲ့နှစ်တည်းတုန်းကသူယုံကြည်ရတဲ့တပည့်တယောက်ကလွယ်ကူတဲ့လုပ်တစ်ခုကိုမှားယွင်းစွာလုပ်ပြီးသူ့မောင်းကိုဝန်မခံခဲ့တဲ့အတွက်သူ့ကိုဘယ်တော့မှဂရုဏာမထားတော့ကြောင်းနဲ့တတိယတယောက်ကမဲမားပါတယ်လို့ပြောရင်တပည့်ကအမှားမလုပ်ထားဘူးဆိုရင်တော့မှားပါတယ်လို့ဝန်ခံရမှာဖြစ်တဲ့သူ့ရဲ့ပေါက်ခရသီအိုရီကိုပြောပြနေပါတယ်။သူ့မျက်နှာပေါ်မှာဘာမှမခံစားရတယ်လို့ဖြစ်နေပေမဲ့သူ့စိတ်ထဲမှာတော့ဒေါသစိတ်တွေပေါက်ကွဲနေပြီးသူ့ရဲ့ယုံကြည်မှုကိုတစ္ဆာဖောက်ခဲ့တဲ့ဆန်ဦးကိုအပြစ်ပေးချင်နေခဲ့ပါတယ်။ အသက်ဘေးကလွမြောက်လာပြီဖြစ်တဲ့ဇန်ဦးဟာမိခင်ကိုဆက်သွယ်ပြီးလက်စားချေဖို့အတွက်လက်နဲ့ဝေဖို့ငွေထုတ်ခိုင်းပါတယ်။အရေးကြီးတဲ့မရှင်မစခင်မှာတော့လက်ဆောင်ဘုံကြီးတစ်ပုံးကိုဟီဆူရဲ့အေရှိမှာသွားထားပေးခဲ့ပြီးနောက်နေ့မှာဇန်ဦးဟာတရားမဝင်လက်နဲ့ရောင်းတဲ့ဂိုင်းနဲ့သွားတွေ့ပါတယ်။ဒါပေမဲ့သူတို့ကဇန်ဦးကိုရဲလို့တန်တရားဝင်ပြီးလက်နဲ့မပေးဘဲအမခန့်ပေးမဲ့သူတယောက်ခေါ်လာဖို့တောင်းဆိုထွက်သွားတဲ့ချိန်မှာပဲကန်ဆိုးစွာနဲ့ပဲသူတို့ကမတော်တဆဖြစ်ပြီးဒဏ်ရာပြင်းထန်ရသွားကြပါတယ်။ဇန်ဦးကသူတို့ကိုကူညီပေးပြီးသူတို့ဂိုင်းကောင်းဆောင်ဖြစ်တဲ့မျက်မှန်ကြီးနဲ့လူစီကိုရောက်သွားခဲ့ပြီမြဲ။ မျက်မှန်ကြီးကဆန်ဦးကိုလုံးဝမယုံပါဘူး။ဒါပေမဲ့ဆန်ဦးကသူဟာဥက္ကဋ္ဌဟန်ရဲ့လူဖြစ်ပြီးလက်နက်ဝယ်ဖို့လာတာဖြစ်ကြောင်းလိန်ညာပြောဆိုပြီးသူ့ရဲ့ကက်ကိုပေးလိုက်တာတော့မျက်မှန်ကြီးကမယုံသေးတဲ့အတွက်သူ့တပည့်ကိုဥက္ကဋ္ဌဟန်စီတိုက်ရိုက်ဖုန်းဆက်ခိုင်းလိုက်ပါရင်ဖုန်းဆောင်နေတော့မှပဲမျက်မှန်ကြီးကမိကုန်းနေထုတ်ပြီးတနတ်သမားမဟုတ်ပဲဘော်ဒီဂတ်တယောက်ဖြစ်ကြောင်းဖြေလိုက်တဲ့ဆန်ဦးကိုတနတ်ဘလို့ဖြုတ်ပြီးပြန်တက်ရလဲဆိုတာကိုသင်ပေးပါရယ်။ဆန်ဦးကလိုက်လို့ကြည့်ပေမဲ့မျက်မှန်ကြီးတော့မမြင်ပါဘူး။ဥက္ကဋ္ဌဟန်စီကဖုန်းဝင်လာတဲ့အခါမှာတော့သူ့လိန်ညာမှုပေါ်သွားပြီးဆိုတာကိုရိပ်မိလိုက်တဲ့ဆန်ဦးဟာ တနက်ကိုအမြန်ဆုံးပြန်တက်ပြီးမျက်မှိန်ထက်အရင်တက်စင်လိုက်နိုင်ပါရီမျက်မှိန်နဲ့သူတပည့်တွေအားလုံးကိုရှင်းလိုက်ပြီးလက်နက်တွေယူကာထွက်ပြေးသွားခဲ့ပါရီခဏကြာမှတော့မျက်မှိန်ရဲ့ညီရောက်လာပြီးသူ့ကိုရဲ့လောင်းကိုတွေးလိုက်တဲ့ချိန်မှာပဲလူသက်သမားဘသူဆိုတော့ကိုမသိပေမဲ့ဇပွဲဘော်ကဆန်ဦးရဲ့ကက်ကိုတွေးတော့သူ့ကိုယ်တည်းလက်စားချေဖို့ထွက်လာခဲ့ပါရီလက်စားချေခြင်းကိုစတင်မှုသူ့ကိုဖမ်းဆီးခဲ့တဲ့လူမိုက်တေစီပြန်သွားခဲ့တဲ့ဆန်ဦးဟာမူဆန့်ကိုတနက်နဲ့ချိန်လိုက်ပြီးဘက်ကိုစကေကွင်းတစ်ခုမှတွေးဖို့ဖုန်းဆက်ခေါ်ခိုင်းလိုက်ပါရီ ဆန်ဦးနဲ့တွေ့တဲ့အချိန်မှာတယောက်တည်းဖြစ်နေတဲ့ဘက်ကအရန်ကြောက်လန့်နေခဲ့ပေမဲ့ဆန်ဦးကိုလှည့်စားဖို့စကားတွေပြောနေကအခွင့်အရေးရတာနဲ့ဓာတ်နဲ့အချိန်မောင်းများစွာထိုးချလိုက်ပါတယ်။ထင်မှန်မထားတာကြောင့်ဆန်ဦးဟာလဲကျသွားတာကိုကြည့်ပြီးအောင်နိုင်သူတယောက်လိုဘက်ကစိတ်ကြီးဝင်နေတဲ့အချိန်မှာပဲဆန်ဦးကဓာတ်ထက်ပိုပြီးပြင်းထန်တဲ့တနက်ကိုထုတ်ပြီးဘက်ကိုအဆုံးသတ်ပေးလိုက်ပါတယ်။ကျိုးတုတ်ခံရရတဲ့မူဆန်ဟာသူတပည့်တွေရဲ့အကူအညီနဲ့လွတ်မြောက်သွားပြီးဆန်ဦးကိုလက်စားချေဖို့လူတွေကိုစူးစီးပါတယ် ဆန်ဦးဟာဥက္ကဋ္ဌကံစီကိုဖုန်းဆက်ပြီးခမရလူမာပြီးပြဿနာရှာမိပြီးတတိထားနေပါလို့ချိန်ချောက်လိုက်ပါတယ်။ဥက္ကဋ္ဌကံကမင်ကြီးကိုခေါ်တွေ့ပြီးဆန်ဦးဘမရှိနေလဲလို့မေးတော့မသိဘူးဆိုပြီးလိန်ညာဖို့စူးစမ်းနေတဲ့မင်ကြီးရဲ့ကောင်းကိုဇပွဲနဲ့စောင့်ထည့်ပေးလိုက်ကဆန်ဦးကိုရှင်းဖို့မုတ်ဆုပ်ကိုတာဝန်ပေးလိုက်ပါတယ်။ဟီဆူးအိမ်ပြန်ရောက်တော့လူတယောက်လက်ဆောင်လာချပေးထားလို့ဆိုပြီးဖွင့်ကြည့်လိုက်တော့မိရဲ့နေအောင်လေးကိုတွေ့လိုက်ရပါတယ်။ဆန်ဦးနဲ့တူသွားတော့ကသူမဝင်ကြည့်ခဲ့ဘူးတာကိုသတိရသွားပြီးဒါဆန်ဦးစီကလက်ဆောင်ဆိုတာတီးလိုက်ပါတယ်။ အဲ့ဒီချိန်မှာပဲဆန်ဦးဟာ club ရှိရာ hotel ကိုရောက်လာပြီးဒဏ်ရာကြောင့်နာကျင်မှုကိုဂိမ်းမဆိုင်နိုင်ပဲမန်နေကသူ့ကိုယ်သူပြန်ကြည့်ကအစင်ပြေသွားမှာပါအာတင်ထားလို့သူ့ကိုယ်သူပြန်အားပေးနေခဲ့ပါတယ်အဲ့ဒီနောက်မှာမွန်ဆိုးရဲ့ခန်းစီကိုတနက်မမတ်သွားခဲ့ပြီးသွေးနဲ့ပြစ်လိုက်ချိန်မှာမွန်ဆိုးခါနောင်တရနေခဲ့တယ်လို့မျက်ရည်တွေစီးကျလာခဲ့ပေမဲ့ဆန်ဦးကတော့တွန်းဆုံနေတော့ပဲဆုံးသက်ပေးလိုက်ပါတယ်ပြီးတော့ဩခရကန်ရဲ့လူတွေကိုတယောက်ချင်းစီကိုရှင်းသွားခဲ့ပြီးခန်းစားချက်မဲ့တဲ့လူသက်ဆိတ်ယုတ်ကြီးဖြစ်ပြောင်းလဲသွားခဲ့ပါတယ် club အတွင်ပိုင်းကိုရောက်လာတဲ့ဆန်ဦးကိုအများနဲ့တယောက်မှသူးသားနေတယ်လို့ပဲထင်နေတဲ့ဩခရကန်က ကိစ္စကိုကြီးကြီးမလုပ်တော့ဘဲရက်ရအောင်လို့ပြောလိုက်ချိန်မှာအဆောင်တယောက်ကလှုပ်ရှားတာကိုမြင်လိုက်တော့ဆန်ဦးကတနက်နေ့ပြစ်ချလိုက်ပြီးသူ့ကိုဘာလို့ဒီလိုလှုပ်ရက်ရတာလဲလို့မေးလိုက်ပါတယ်။မင်းငါ့ကိုမထီမဲမြင်ပြုတ်ခဲ့လို့လို့ပြန်ဖြေလိုက်တဲ့ဥက္ကဋ္ဌကံကိုသူဟီဆိုးနဲ့ဘာမှမပတ်သက်ခဲ့ပဲဒီအချိန်နေတိရောက်လာရတာကိုနားမလည်နိုင်ဘူး။သူ့ကိုတကယ်တတ်မလို့လား။သူခုနှစ်နှစ်လုံးလုံးခွေးတကောင်လို့တစ္ဆာရှိရှိလှုပ်လှုပ်ပေးခဲ့တာလို့ဆန်ဦးကမျက်ရည်တွေနဲ့ပြန်ပြောလိုက်ပါတယ်။သူရင်ဖွင့်လေလေဒေါသစိတ်တွေပိုထွက်လာလေလေမို့တနက်နေ့ချိန်လိုက်ပြီမယ်။ဘာမှမတားဆီးပဲသူ့ကိုစိုက်ကြည့်နေတဲ့ဥက္ကဋ္ဌကံကြောင့်တနက်ကိုပြန်ချလိုက်ပါတယ်။ ဘာဆက်လုပ်ဖို့တွေးထားလဲအဲ့ဒီမိန်းကလေးကြောင့်လားဆိုပြီးထပ်မေးလိုက်တဲ့ဥက္ကဋ္ဌကံရဲ့စကားကြောင့်နောက်ဆုံးမှဆုံးဖြတ်ချက်ချနိုင်ခဲ့ပြီးတနက်ကိုပြန်မြောက်ခါပြစ်တက်လိုက်ပြီးဥက္ကဋ္ဌကံလိုလူရဲ့လက်ကနေဟီဆူးကိုလွတ်မြောက်စေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအနောက်ကနေခိုးချောင်ခိုးဝဲပြစ်လိုက်တဲ့မူဆန်ရဲ့ကြည်စံဟာဇန်ဝင်းရဲ့ကောင်းကိုရှက်ထီသွားပြီးလဲကျသွားပါတယ်ရန်သူတွေကသူ့သေးပြီးထင်းပြီးအနားကပ်လာတဲ့အချိန်မှာတနက်နဲ့မတ်မထင်ပြန်လဲပြစ်ခတ်လိုက်တဲ့ဇန်ဝင်းကြောင့်မူဆန်ရဲ့တပည့်တွေလည်းအထိနာသွားခဲ့သလိုဇန်ဝင်းလည်းအကာအကွယ်ယူပြီးကြည်စံပြန်ဖြစ်ရပါတယ် တနက်တန်နေ့တိတ်ဆိတ်သွားတဲ့အခါမှာတော့ဒီထက်ပိုပြီးဘာမှမဆုံးရှုံးတော့ဘူးဆိုတဲ့စိတ်နဲ့စံဦးကပုံနေတဲ့ရန်သူတွေကိုတိကျစွာလိုက်လံပစ်ခတ်လိုက်တာကြောင့်မူဆန်နဲ့သူတပည့်တွေအားလုံးဒေဆုံးသွားခဲ့တယ်လို့သူလည်းအပြင်းထန်တမ်းရရခဲ့ပါတယ်။အဲဒီအချိန်မှာပဲမျက်မှန်ရဲ့ညီဟာကလပ်ထဲကိုရောက်လာပြီးဘသူလူဘွားလူမခွဲကြပဲတွေ့သမျှလူအားလုံးကိုတတ်ပစ်လိုက်ပြီးနောက်ဆုံးမှာတော့စံဦးတယောက်တည်းသာကြံမာရတယ်။ဒယ်ယာရီပြင်းထန်လုံလို့ဘာမှပြန်မလုံနိုင်တော့တဲ့စံဦးဟာသူ့ဘွားရဲ့နောက်ဆုံးချိန်လေးမှာတော့ဟီဆူးစီကိုဖုန်းခေါ်ဖို့ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့အောင်းအင်းနေကုန်းခန်းသွားပြီးဖုန်းဟာကျမ်းမြေပေါ်ကိုလွတ်ကျသွားခဲ့ပါတယ်။သူလုံးနိုင်ခဲ့တာတခုကတော့သူမရဲ့ပြောရွှင်နေတဲ့မျက်နှာလေးနဲ့သူ့ကိုမြင်နိုင်ပြုံးပြခဲ့တဲ့ပြုံးလေးတွေကိုသာပြန်လဲတွေးတောနေခဲ့ခြင်းပါပဲ။သူမဟာသူ့ဘဝမှာတစ်ခါမှမရဘူးခဲ့တဲ့ပျော်ရွှင်ကြည်နူးဝယ်ချိန်လေးကိုပေးဆွနိုင်ခဲ့သူသူ့ကိုပြုံးအောင်လုံးနိုင်ခဲ့တဲ့တူးတဲတော်သူဖြစ်ခဲ့ပါတယ်။မျက်မှန်ရဲ့ညီဖြစ်သူကသူ့ကိုအတွက်လက်စားချေတဲ့အနေနဲ့နောက်ဆုံးတစ်ချက်ပြစ်ခတ်လိုက်ပြီးဇံဦးကိုနာကျင်မှုတွေနဲ့ထိကျက်မှုတွေကနေလွတ်မြောက်သွားစေခဲ့တဲ့ချိန်မှာပဲဇလန်လေးကလည်းပြီးဆုံးသွားခဲ့ပါတယ်။ဟုတ်ကဲ့ပါ နောက်ရက်တင်မှာလဲဇာကောင်းကောင်းလေးတွေကိုဆက်ပြီးတင်ဆက်ပေးနေမှာမို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပေးကြဖို့တောင်းဆိုလိုက်ပါစေခင်ဗျာအချိန်ပေးပြီးဆုံးထိအားပေးခဲ့ကြတဲ့ပရိသတ်ရောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါကြောင်းနဲ့ကျွန်တော်နောက်ဗီဒီယိုတစ်ပုဒ်မှာပြန်လည်ဆုံတွေ့ကြပါစို့လားဗျာကျွန်တော်က Norris ပဲဖြစ်ပါတယ်